ဘာတေကကိုကိုတာမြန်မာရဲ့အကြံပေးမှုနဲ့မြေပြင်တာကအစစိုက်ချေရောရိတ်ချေရောစိတ်တွေကြီးနဲ့ပဲလှုပ်လိုက်တယ်ထူးခြားတာကတော့ကိုရာမြန်မာရဲ့မျိုးစားသုံးဆမှုဝန်ဆောင်မှုအစ်စ်ကိုလည်းတို့အကြံပေးချက်အတိုင်းစမ်းစိုက်ခဲ့တာပေါ့ရှင်နေတော်လေးကောင်းပါတယ်ဗျဘိုးဘက်ခင်ကတော့သူမျိုးကြနေနဲ့ကျဲတယ်ပုံမှန်မျိုးစားကျွေးတယ်ဒီဘက်ခင်ကတော့ကိုရာမြန်မာရဲ့လမ်းညွန်ချက်အတိုင်းစိုက်ခဲ့တာပေါ့နေ့ကစကျွန်တော်ကောက်ဆိုက်စက်တစီဝယ်လိုက်တယ် ကျွန်တော်ဘက်မှာဆိုရင်ကောက်ဆိုင်သမားတွေရှားပါတဲ့အကြောင်းမလို့စိတ်ရှုံးမကန့်ချင်တာရယ်ဆင်းနေပဲစိုက်မယ်လို့စိတ်ကူပြီးတော့ဆက်ဝယ်လိုက်တာဗျဆက်ဝယ်ပြီးတော့ကိုရံမြန်မာကဆက်သွယ်လာတယ်သူတို့ပြိုးထောင်နီးတွေဆက်အသုံးပြုဖို့လေးတွေကိုတေချာလေးလုပ်ပေးခဲ့ပါတယ်ဗျအဲ့ဒါနဲ့ပဲတလက်စတယ်ဒီနေ့မှာဒေကစမ်းဆက်လိုက်တယ်ဗျတော်တော်လေးကိုအဆင်ပြေပါတယ်ဗျရောစာတုံးချမှုကကောင်းတော့နှစ်ွက်ရှင်လိုက်ရင်ကျွန်တော်အခင်ကပူကြတယ်ကိုဘူတာအကြံပေး စိုက်တဲ့ခင်ကတော့စနဲ့အတန်းလိုက်စိုက်တော့ပင်ပွားလည်းကောင်းတယ်ခုနှစ်ပင်ကနေဆက်ပင်ထွက်တယ်ပြီးတော့လေဝင်လေထွက်လည်းကောင်းတော့ဝိုးမလည်းမချက်ဘူးအစိအနံလည်းပြစ်တယ်ကြွားတယ်ဗျစနဲ့စိုက်တာကမျိုးတင်ပဲကုန်တယ်ပြီးတော့ပိုသစေပေါင်သစေလည်းတက်တာတယ်ပြီးတော့အတန်းလိုက်စိုက်တော့လေဝင်လေထွက်ကောင်းတော့ဘိုးကတော်ရုံမချက်ဘူးဗျတော်တို့ခြေခဲ့တဲ့စဘာကတော့ပထမ15ရက်ကို တီစူပါနဲ့ပလဲနောက်ရက်30ကို ပလဲနောက်45ရက်ကို ပလဲရွေခဲ့တာပေါ့ကိုရာမြန်မာကလမ်းညွှန်ခဲ့တဲ့မျိုးစားသုံးတဲ့ပုံစံကတော့မြေကန်ကတီစူပါ55ရက်ကပလဲ30ရက်ကပလဲနဲ့ဟိုတက်နောက်45ရက်50ကပလဲနက်စ်ဘိုတက်သုံးခဲ့ပါတယ်ဗျတို့တို့တော်သူတွေကအလုသမာရှားလာတာနဲ့အမျှအလုံးစုံစက်မှုလေယာကိုကြောင်းလဲတင်လာကြပါပြီဗျ အခုလိုကိုဒါဆက်တွေနဲ့မြေပြင်နာကဆက်လို့စဘာဆိုင်တာရိတ်တာအစိုးဆိုတော့လေလွင့်တက်တာပြီးကုံကြစိတ်တက်တာတဲ့အပြင်လောက်သမားရှာရစိတ်ပူစရာမလိုတော့ဘူးတော်တော်လေးအဆင်ပြေတယ်ဗျအေကမြများလှုပ်တဲ့တုံသူတွေဆိုဘို့လို့ပြောင်းလဲတင်တာပေါ့ဗျာနောက်ပြီးတော့ကိုရာမြန်မာကလမ်းညွှန်ပေးတဲ့မြည်ကြီးသိုးဆွဲနီးကလည်းအကျိုးရှိတယ်အခုလက်တွေ့ပါတည်သွားပြီလေကိုမြင့်နဲ့လည်းကန့်ညီမှုရှိတော့ဒီနီးလန်းကိုဆက်သုံးမယ်နီးနာကကျွန်တော်တုံသူတွေကိုလည်းညဝေရင် ကောက်ဆိတ်ဆက်ဝန်ဆောင်မှုလေးကိုဆက်လုပ်သွားမယ်လို့စိတ်ကူးလိုက်ပါတယ်ဗျ။